့ဆိုလို့ရှိရင်3ရက်လောက်နေလို့ရှိရင်လဖဲခြင်းရတယ်။အဲ့ကြောင့်တော့ဆောက်လိုက်ရတယ်။ Okay ။အညီပါစေရောအားလုံးမင်္ဂလာပါဗျာ။ Total Let's Go Flow ကနေပြန်နေကြိုဆိုပါတယ်။ဟုတ်ကဲ့ဒီတစ်ခါကျွန်တော်ရိုက်ကူးတင်ဆက်ပေးမယ့်အရာလေးကတော့ဒါတော့ဟင်းချက်နေမဟုတ်တော့ဘူးဗျာ။ဒီနေ့ကတော့ကျွန်တော်ဟင်းချက်နေမဟုတ်တော့ပါဘူး။ကျွန်တော်တို့အခုလိုနိုင်ငံညမှာရောက်ရှိနေတဲ့သူတွေအတွက်အထောက်အကူလေးဖြစ်မဲ့အရာလေးတခုလို့ကျွန်တော်ထင်တယ်။မြန်မာပြည်ကလူတွေလည်း အတွက်လည်းအထောက်အကူပြုမယ့်အရာလေးတစ်ခုလို့တော့ကျွန်တော်ထင်တာပေါ့နော်အကျွန်တော်တို့ကနိုင်ငံခြားမှာရောက်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ငဖယ်ချင်းပေါ့နော်ငဖယ်ချင်းစားချင်တဲ့အတွက်ငဖယ်ချင်းကိုကျွန်တော်တို့ဘယ်လိုလုပ်စားမလဲဆိုတော့ကျွန်တော်ကြံစီတဲ့ခါမှာကျွန်တော်အာရှမတ်ပေါ့နော်ထိုင်းမတ်တွေကိုသွားပြီးတော့မှကျွန်တော်ပတ်ရှာခဲ့တာပေါ့အဲ့လိုမျိုးရှာပြီးတော့မှကျွန်တော်တို့ငဖယ်တုပ်လေးတွေရရှိလာပါတယ်အဲ့ဒါလေးတွေကတော့ဒီငဖယ်တုပ်လေးတွေဖြစ်ပါတယ်ဒါတော့ဗီယက်နမ်ကနေပြီးတော့ဝင်တဲ့ငဖယ်တုပ်ဖြစ်ပါတယ်ထိုင်းနေဝင်တဲ့ငဖယ်တုပ်လည်းရှိပါတယ် ဘယ်ဟာပဲတုံတုံအဆင်ပြေပါလေဗျဒါပေမဲ့ဒီနေရောင်လေးတွေပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီအထုပ်လေးတွေရလာတဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒါလေးတွေကိုငဖယ်ချင်းလှုပ်ဆားတာဖြစ်ပါတယ်ခုငဖယ်ချင်းတဲနီးလေးကိုကျွန်တော်လှုပ်ရပေးတော့မှာဖြစ်ပါတယ်ဗျကျွန်တော်ကလှုပ်တဲ့နီးကိုကြည့်ပြီးတော့လဲကိုကနဲ့ကိုငဖယ်ချင်းတဲလို့ရပါတယ်ဒါကတော့ကျွန်တော်လှုပ်တတ်တဲ့အရာလေးတွေကို share လည်းလုပ်ခြင်းဖြစ်ပါတယ်အဲ့တော့ငဖယ်ချင်းကိုဘယ်လိုလှုပ်မလဲဆိုတာကိုကျွန်တော်နဲ့အတူပါကြည့်အောင် let's go ဟုတ်ကဲ့အခုဆိုရင်ဒါကျွန်တော်ငဖယ်ချင်းတိတ်ဖို့အတွက်ပေါ့နော်ဒါငဖယ်တုံးလေးနှစ်ထုပ် တော့စီမံထားပါတယ်။အဲငဖယ်တို့အပြင်ကျွန်တော်တို့နောက်တစ်ခုရှိသေးတယ်ဗျ။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းပေါ့နော်။ထမင်းကိုကျွန်တော်တို့ဟိုငဖယ်တိတ်လို့မယ်ဆိုထမင်းကိုအရင်ဆုံးအေးခံထားရတာပေါ့နော်။ထမင်းတအားပြော့နေလို့လည်းမရဘူး။တအားမားနေလို့ညာအလောတော်လေးပေါ့နော်။မပြော့မမာလေးပေါ့နော်။အဲ့လိုပုံစံလေးကိုကျွန်တော်တို့ထမင်းကိုအေးခံထားရပါမယ်ဗျ။ငဖယ်တိတ်လို့မယ်ဆိုလို့ရှိရင်ပေါ့နော်။ထမင်းအပူနဲ့တိတ်လို့မရပါဘူး။ဟုတ်ကဲ့အဲ့ထမင်းကိုကျွန်တော်တို့အခုလိုမျိုးလေးထမင်းကိုအခုလိုမျိုးလေးကျွန်တော်တို့ဒါအေးခံထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒါအေးခံပြီးသားဖြစ်ပါတယ်။ ဖဲနဲ့ထုတ်ဖို့ဒါကျွန်တော်ထမင်းအေးခံလို့ဒီထမင်းနဲ့တိတ်ပါမယ်ပြ။အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုတိတ်မလဲဆိုတာဆက်ကြည့်အောင်နော်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ငထေတုပ်လေးတွေကိုကျွန်တော်တို့အခုလိုမျိုးဖောက်ပြီးတော့မှဇလုံးတစ်ခုတည်းကိုထည့်လိုက်မယ်။အာတစ်ထုပ်ဖောက်ပြီးမှပြီပေါ့နော်။အာနောက်တစ်ထုပ်ထပ်ပေါက်ပါမယ်။ကျွန်တော်တို့ငထေတုပ်နှစ်ထုပ်ဖောက်ပါမယ်ပြ။ငဖဲတုပ်လေးတွေကိုကျွန်တော်တို့ဒါမျိုးဖောက်ပြီးတော့မှဇလုံးထဲကိုထည့်လိုက်မယ်เนาะထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အေးအေးခံထားတဲ့ထမင်း ရေးခံထားတဲ့ထမင်းတွေကိုကျွန်တော်တို့ထည့်လိုက်မယ်အဲ့ဒါကိုကျွန်တော်တို့မက်ဖယ်နဲ့ထမင်းတွေရောထားတဲ့တွေကိုကျွန်တော်တို့စားထည့်ပါမယ်ဗျစာကိုကျွန်တော်တို့ချိန်စပြီးထည့်ပါမယ်ငံလို့လည်းတိတ်ပြီးတော့မကောင်းဘူးကြာနော်ပေါ်တိုင်းလည်းတိတ်ပြီးတော့အဆင်ပြေပေါ်ရင်တော့နည်းနည်းအတုပ်စားတဲ့ခါကျရင်တော့ဟိုစာနည်းနည်းထည့်စားပြရပါတော့ငံသွားလို့ရှိရင်တော့ကျွန်တော်တို့ဟိုငံသွားလို့ရှိရင်တော့ကျွန်တော်တို့ဟိုလည်းဆိုတော့ဟို short စားတော့မရတော့ဘူးနော်စား short လို့မရတော့အဲ့ကြတော့ကျွန်တော်တကယ်ကိုတိတ်ကလေးကကျွန်တော်နည်းနည်းပေါ်ပြီးတော့တိတ်ကြတော့ပို့ပြီးတော့အဆင်ပြေနေရှင်တယ်ဟိုစားထည့်ပါမယ်ကျွန်တော်တို့ဒဇွန် နှစ်စုံသုံးစုံကျွန်တော်လေးစုံလောက်ထည့်လိုက်တယ်နော်လေးစုံလောက်ထည့်လိုက်တယ်အဲ့လိုမျိုးစားတွေပါတယ်ကျွန်တော်တို့အကုန်လုံးထည့်ပြီးရင်ဆိုလို့ရှိရင်ငခဲရဲ့ထမင်းရဲ့စားရဲ့ကိုနှံ့သွားအောင်တမသွားအောင်ကျွန်တော်တို့နယ်ပေးရမှာဖြစ်ပါတယ်ညဟုတ်ကဲ့ငခဲနဲ့ထမင်းနဲ့စားနဲ့ကိုကျွန်တော်တို့အခုလိုမျိုးနှံ့သွားအောင်နယ်ပေးရမှာဖြစ်ပါတယ်နော်ငခဲသိတဲ့အခါမှာဘာမှထည့်တယ်အောင်လုံးနော်ချက်ပုံကြီးကြီး ျက်တုံဖြူတွေခြင်းတွေဒါတွေမှအထည့်ပြန်မလိုပါဘူးဒိုတာခမင်းကိုအေးခံထားမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ငခဲနဲ့စားနဲ့အဲ့အေးခံထားတဲ့ခမင်းနဲ့ကိုရောနေမှာလေကြက်အဲ့ဒါပြီးရင်တော့ဟိုဒီနေထားတဲ့ပမာဏဘူးလောက်ပေါ့နော်အဲ့ဘူးလောက်ကိုပေါ်ဖို့ပဲဖြစ်ဖြစ်ခံပလင်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါနဲ့ခက်နဲ့ထိုးရင်တော့ပိုကောင်းတာပေါ့ဒီလိုလေမခရရတော့ခက်နဲ့ထိုးရင်ပိုပြီးတော့မွေးတာပေါ့ကျွန်တော်တို့တော့ဒီမှာဖက်မရှိတဲ့အတွက်ကော်ဘူးနဲ့ပေါ့နော်ကော်ဘူးနဲ့တိတ်ပြီးတော့မှကျွန်တော်တို့ထားမှာဖြစ်ပါတယ် ကျွန်တော်တို့ကတော့နိုင်ငံသားမှာဆိုတော့ဒီလိုမျိုး ready made ငဖယ်တော့တွေကိုဝယ်ပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုးလုပ်ဆောင်တာဖြစ်ပါတယ်။ဒါပေမဲ့ငဖယ်တော့အရင်ကြီးတော့မဖြစ်ဘူး။နော်။အဲဂျုံနေနေနဲ့ပါတယ်ဆင်တော့အချိန်ရတော့။ညာဒီမှာဆိုရင်တော့ငဖယ်ကတော့ဒီသေးတယောက်ပဲတော့ငဖယ်ချစ်ပြီးသားတွေလို့ရတယ်။အဲ့လိုအဲ့လိုမျိုးထောင်းကြောင်းမှာပေါ်တိတ်လို့ရတယ်။နိုင်ငံသားမှာရောက်ပြီးကျွန်တော်တို့လိုမျိုးနိုင်ငံသားမှာရောက်ပြီးဒီလိုတွေ့တာတော့ဒီလို ready made ထုတ်တယ်လို့ကျွန်တော်တို့အဲ့လိုမျိုးလုပ်တာလို့ရပါတယ်။တခြားလူတွေကတော့ဘယ်လိုလုပ်လဲတော့မသိဘူးပေါ့နော်။ကျွန်တော်တော့ကျွန်တော်လုပ်တတ်တဲ့ဒီကြီးလေးကိုဝေးနေရောက်နေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံလူတွေအတွက်ကိုကျွန်တော်ကတော့အာကျွန်တော်လိုကတဲ့နီးလေးနဲ့ညှောက်ပေးခြင်းဖြစ်ပါတယ်ဆိုဆိုရင်ဒါနယ်လို့ပြီးသွားပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့နယ်လို့ပြီးသွားပါပြီဟုတ်ကဲ့အခုဆိုရင်ဒါငဖယ်နယ်ပြီးရဲ့အခြေအနေဖြစ်ပါနော်ငဖယ်ကိုနယ်ပြီးပါပြီနယ်ပြီးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီငဖယ်ကိုကျွန်တော်တို့ဒီကော်ဘူးလေးနဲ့ကျွန်တော်တိုက်ပါမယ်ဗျာကော်ဘူးလေးကိုကျွန်တော်တို့ကျွန်တော်တိုက်ခဲ့ပါမယ်အဲ့တော့ကျွန်တော်ငဖယ်နဲ့စတဲ့နေပြီးဖြစ်ပါတယ် ဒီလိုမျိုးလေးဂူရဲကိုကျွန်တော်ကြည့်တတ်ဖြစ်သွားအောင်တိတ်ပြရဖြစ်ပါတယ်။ဟုတ်ကဲ့အခုဆိုလို့ရှိရင်ဒါငဖယ်ကိုတိတ်ပြီးဖြစ်ပါတယ်။ဒီဘူးလေး ਨੇ ကျွန်တော်ဘူးကတော့မပြည့်ဘူးပေါ့နော်။မပြည့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘူးကိုကြက်အောင်ပေါ့နော်။ကျွန်တော်အဲ့လိုမျိုးဗားလေးလောက်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒီစက်ကူကြက်လေးတွေကျွန်တော်ခံခံလေးပြ။အဲ့ဒါမှဒီဟာကြက်မှာပေါ့နော်။အဲ့ဒါမှကြက်သွားအောင်။ညာဒီစက်ကူကြက်ကိုမထည့်ရင်ကျွန်တော်အဲ့ရဂျားဂျားနေပြီးတော့မှငဖယ်ရဲ့ပေါ်နေဒီပလတ်စတစ်လေးအရင်အုပ်လိုက်မယ်ပြ။ငဖယ်ရဲ့ပေါ်နေပြီးတော့မှကျွန်တော်ဒီပလတ်စတစ်လေးကိုအရင်အုပ်လိုက်မယ်။ အဲ့လိုမျိုးအုပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစက်ကူကြလေးနဲ့ကြက်သွားအောင်ကျွန်တော်တို့မျိုးထည့်လိုက်ရည်ရဟုတ်ကဲ့စက်ကူကြလေးတွေနဲ့ကျွန်တော်ကတိတ်သွားအောင်ပေါ့နော်ဘူးကအပြည့်မရှိတဲ့ခါကျတော့ချောင်းနေတဲ့ခါကျတော့ကြက်သွားအောင်ကျွန်တော်စက်ကူကြလေးပလတ်စတစ်ခံနဲ့ခံပြီးစတဲ့စက်ကူကြလေးပေါ့စက်ကူကြလေးတွေခံပြီးတော့ကျွန်တော်ကြက်အောင်အခုလိုမျိုးတိတ်ရဖြစ်ပါတယ်အဲဒီနီးတဲ့အတိုင်းလုပ်ပြီးတော့လှုပ်ရှားကြမယ်ဆိုရင်တော့ကျွန်တော်တို့ဘူးအနေထားလေးပေါ့နော်ကိုစန့်တာဘူးအနေထားလေးနဲ့ကျွန်တော်တို့ပိတ်ဆေးခြင်းပါတယ်ဒါမှသာလေကြက်ကြက်လေးနဲ့ဟိုဟာဒီတွေကအချင်းကြီးတွေကိုအပြင်ထွက်သွားမှာဖြစ်ပါတယ်အဲ့လိုကြက်ထားမှာ ိုပြီးတော့နဖေကကြည့်ကြည့်လေးဖြစ်တာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒါဖုန်းလေးကိုပိတ်လိုက်ခုလိုမျိုးဘူးကိုပိတ်ပြီးတော့တိတ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုလေလုံအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနှစ်ခန်းเนี่ยလေမလုံဘူးပေါ့နော်လေမလုံလေမလုံတာဖြစ်တဲ့တည်းကျွန်တော်တို့တိတ်နေပိတ်အောင်ဖြစ်ပါတယ်လေမလုံလို့ရှိရင်ထဲရနဖေကသာဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ပျက်စီးသွားဖြစ်ပါတယ်မှုတက်သွားမှာဖြစ်ပါတယ်ဒီတိတ်နေတဲ့ခါမှာလေလုံဖို့လိုပါတယ် အဲ့မှာတိတ်ဒီတိတ်နဲ့ကိုကျွန်တော်လေလုံအောင်ပိတ်ရမယ်ဗျဒီတိတ်နဲ့ကျွန်တော်တို့လေလုံအောင်ပိတ်ထားပြီးတော့မှကျွန်တော်တိတ်အောင်ဖြစ်ပါတယ်လေလုံလို့တော့လိုတယ်လေမလိုရင်တော့ကျွန်တော်တို့ငဖယ်ရမှုတက်တော့မှဖြစ်ပါတယ်ကအဲ့ဒါဆိုရင်ကျွန်တော်တိတ်ပိတ်လိုက်ရနော်တန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 ်တာတော့ငဖယ်ခြင်းပေါ့နော်ကျွန်တော်ငဖယ်ခြင်းလောက်တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ငဖယ်ခြင်းစားခြင်းနဲ့ခိုင်ကြတာမျိုးလေလောက်စားတာဖြစ်ပါတယ်ကဒါလိုမျိုးနှခမ်းလေးတွေကိုကျွန်တော်တို့တိတ်နဲ့ကျွန်တော်တို့လေလုံအောင်လိုက်ပိတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပိတ်ရမှာဖြစ်ပါတယ် န်နိုင်ငံရောက်နေတဲ့သူတွေခုလိုမျိုးကျွန်တော်တို့လိုမျိုးကိုရီးယားရောက်နေတဲ့သူတွေဆိုရင်အလွယ်တူသိကြရရပါတော့။ရန်လည်းဒါအချိန်ကြာကြီးပြီးပြီးတော့လောက်ရတယ်လည်းမဟုတ်ဘူး။ကျွန်တော်တို့ငခဲတုပ်လေး ready made ငခဲတုပ်လေးဆိုတော့ ready made ငခဲတုပ်လေးဝယ်ပြီးတော့မှကျွန်တော်သမင်းလေးအေးခံပြီးစားနေနေခုလိုမျိုးလေးသိကြတာပဲဖြစ်ပါတယ်။အချိန်အများကြီးလည်းပြည့်တယ်မလို့ပါဘူး။အချိန်အများကြီးပြီးပြီးတော့လောက်ရတဲ့အရာမဟုတ်ပါဘူး။အဲကြောင့်ကိုယ့်ကိုယ်သိစားလို့ရပါတယ်။အကုန်ကြလည်းနေပါတယ်။ကျွန်တော်တို့ငခဲတထုပ်ဆိုလို့ရှိရင်1000ထောင်1300ထောင်ရှိပါတယ်။ เนาะအဲ့လောက်လေးပဲရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ခေရင်တိတ်စားလို့ရှိရင်အကုန်ကြတော့များပါဘူးရအပြင်မှာပဲစားရင်ကျွန်တော်တို့အကုန်ကြများပါတယ်เนาะအဲ့ဒါကြောင့်ကိုယ့်ကိုတိတ်စားလို့ရပါတယ်ဒါမျိုးအခုလိုမျိုးလေးတုံးအောင်ကျွန်တော်တို့ပိတ်ပေးရမှာဖြစ်ပါတယ်ဘူးကိုဒီလိုအနေနဲ့ပိတ်ပေးရမှာဖြစ်ပါတယ်လေးမလုံးသေးဘူးထင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခါဆက်ပြီးတော့အောင်နှခန်းလေးကိုပိတ်လိုက်လေးမလုံးတဲ့ခါကျရင်ကျွန်တော်တို့လေးမလုံးတဲ့ခါကျရင်ကျွန်တော်တို့หมูแตกตัดไปเลยเนี่ยหมูแตกหลุดออกมาประมาณนี้อ่ะเนาะ ဒီချားကြာကြာနာနာလေးလုံးအောင်ကျွန်တော်တို့ပိတ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဘူးကိုဖတ်လိုက်အနေနဲ့အချက်ပြန်ပိတ်နေရတာ။ဘာလို့လဲဆိုတော့သူအချင်တက်ဟိုကဖြစ်တဲ့ကကျွန်တော်ကန့်ဆွတ်တယ်နော်။အဲ့တော့ကန့်မထွက်အောင်ကျွန်တော်ပိတ်ကန့်ရအောင်လိုမျိုးဒီကနေလာပိတ်ပေးရမှာဖြစ်တယ်။အဲ့လိုမျိုးပိတ်ပြီးသွားပြီဆိုလို့ရှိရင်ဒေါင်လိုက်အနေထားကိုပြန်ပိတ်ပေးရမှာဖြစ်ပါလိမ့်။ ခုဆိုရင်ဒါနှစ်ခဲချင်းတိတ်ကြီးလေးလုတ်လို့ပြပါရ။အဲ့တော့ဘယ်လိုထားရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘူးကိုတိတ်ထားတဲ့ဖူးကိုဘယ်လိုထားရမလဲဆိုလို့ရှိရင်ကျွန်တော်ဟိုကျွန်တော်ဝယ်တဲ့ပေါ့နော်အသားတော့ပါရှိတယ်ဖော့ဖော့ဖော့ရှိရပါတော့။ဖော့ဘူးတွေမှာအပိတ်လေးရှိတယ်ကျွန်တော်လေးအောင်ဖော့ဘူးလေးပေါ့။ဒါမှမဟုတ်ရေလုံးနဲ့ဇလုံးပဲဖြစ်ဖြစ်ပေါ့။လေမန်းပဲဖြစ်ဖြစ်ပေါ့။အဲ့ဒီပေါ့ကိုကျွန်တော်အဲ့ဒီလေးကိုကျွန်တော်ဒါလေးကိုမှောက်လိုက်မယ်။နော်။အဲ့ဒီမှောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှောက်ထားတဲ့အပေါ်ကနေပြီးတော့မှ ရေတံဘူးပေါ့နော်ကျွန်တော်တို့ကတော့ရေတံဘူးအလေးတင်တော့ရေတံဘူး6လုံးကတ်ရှိတယ်6လုံးကတ်တက်ကတ်ကိုတင်လိုက်တယ်အလေးပင်ရှိတဲ့ဟာကဘာပဲတင်နေပေါ့နော်အလေးပင်ရေနည်းနည်းလေးဖို့အရေးကြီးတာပေါ့အဲ့ဘော်ကိုကျွန်တော်တို့ဖြီးပြီးတော့မှကျွန်တော်တိတ်ထားမှဖြစ်ပါတယ်3ရက်လောက်နေရင်ကျွန်တော်တို့ဒီငွေပြန်ရစားလို့ရပါကြီးဟုတ်ကဲ့အဲ့ဒါဆိုရင်ဘယ်လိုထားမလဲချက်လိုက်ကြည့်လိုက်ဟုတ်ကဲ့ကျွန်တော်တို့ဒီဘူးကိုပေါ့နော်ခုလိုမျိုးကျွန်တော်တို့ကတော့ဖော့ဘူးဖော့အောက်ကနေဖော့ခံတာပေါ့လေမမ်းမရှိလို့ပေါ့နော်ဇလုံးကြီးတာလည်းမရှိလို့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘူး တော့တော့ဘူးဟောဖော်ဖော်ဖော်ဖုံးလေးပေါ့နော်သူနဲ့ကိုက်နေတဲ့ဖော်ဖုံးလေးတွေကိုဟောက်ကိုခံပြီးတော့မှလေမန်းပဲဖြစ်ဖြစ်ဒလုံးပဲဖြစ်ခံပြီးတော့မှကျွန်တော်ဒီလိုမျိုးမှောက်လိုက်တယ်မှောက်ပြီးပြီဆိုလို့ရှိရင်ဒီဘွားနေပြီးတော့မှကျွန်တော်လေးပင်တစ်ခုမှာပြီးတော့မှအလေးပင်တခုတင်ထားလိုက်မယ်ဗျာအဲ့ဒါဆိုလို့ရှိရင်၃ရက်လောက်နေလို့ရှိရင်လဖဲချင်းရပြီအဲ့ကြရင်တော့စားလို့ရပြီโอเคဟုတ်ကဲ့နောက်လည်း ကျွန်တော်ဘုသူတရရရလေးတွေဒါမျိုးလုပ်လို့ရတဲ့ကျွန်တော်လုပ်တတ်တဲ့နည်းလေးတွေကိုရိုက်ခုတင်ဆက်သွားမှာကိုဆက်လက်ပြီးတော့ကျွန်တော်ကိုအားပေးကြပါအောင်ညာတောတာ let's go blog ကို page လေးကိုလည်း like နဲ့ follow လေးတွေလုပ်ပြီးတော့မှကျွန်တော်ရဲ့တောတာ let's go blog YouTube channel လေးကိုလည်း subscribe လေးနဲ့လုပ်ပြီးတော့မှအားပေးကြပါအောင်ညာနောက်လည်းကျွန်တော်ရိုက်တင်ဆက်သွားမှာတတဘိုင်ဘိုင်ဟုတ်ကဲ့ အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရေဘူးတင်တာလေးကိုတစ်ချက်ပြပေးမယ်နော်ဟုတ်ကဲ့ကျွန်တော်ဒါအခုဆောလာကျွန်တော်ပောက်ပြီးတော့တင်ထားတဲ့အနေထားပါနော်ဒါဆိုရင်ငဖယ်တင်ဘူးကိုလုံးမောက်ပြီးတင်ထားလိုက်တယ်တင်ထားပြီးဒီဘက်နေလို့ကျွန်တော်အလေးပင်ဖြီးထားမယ်အဲ့လိုမျိုးကျွန်တော်တို့ရေတံဘူးကိုလိုမျိုးအလေးပင်တင်ထားပြီးတော့မှ၃ရက်လောက်အဲ့လိုမျိုးဖြီးပေးထားမှာဖြစ်ပါလိမ့်ဗျဒါမှကျွန်တော်တို့အချိန်ကြီးတွေလည်းထွက်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒင်ဒီလေးတိုင်းကျွန်တော်တို့ပြီးပါရောက်ညီကောင်မောင်မများကျွန်တော်ရေပေါ်ပေါ်လေးငဖယ်ချင်းဒီတိုင်းလှုပ်ရှားလို့ရပါပြီ ကဲ၄ရက်မြောက်တဲ့နေ့မှာပဲကျွန်တော်ရဲ့ဒါငဖယ်ချင်းလေးရသွားပါပြီကျွန်တော်နဲ့အတူဖွင့်ကြည့်အောင်နော်ဒါကတော့၄ရက်မြောက်တဲ့နေ့မှာရသွားတယ်ကျွန်တော်တိတ်ထားတဲ့ငဖယ်ချင်းလေးတော့လို့ဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်အဲ့တိတ်ထားတဲ့အချိန်မှာလူကြီးဖတ်ကုန်တော့လေဒါအရင်အကြီးကြီးတွေထွက်သွားတယ်ဒါဆို၄ရက်မြောက်ပြီဆိုတော့ကျွန်တော်နဲ့အတူအိတ်ကိုဖွင့်ကြည့်အောင် let's go ဒီမှာဆိုရင်ဒါကျွန်တော်လေးရမြောက်သွားပြီเนาะခေချင်းတိတ်ထားလေးရမြောက်သွားပြီကျွန်တော်ကဒီကျွန်တော်ကတော့ဘူးလေးနဲ့တိတ်ပြီးတော့ပို့ပြီးတော့လေးတောင်ပေါ်ကနေပြီးတော့ဒီမျိုးလက်စတစ်ကိုပို့ပြီးတော့မှာဒီမှာတိတ်ထားလိုက်ပါအာလေးတိတ်ထားတာစပါမယ်ဒါဆိုရင်လေးရမြောက်နေရပါပါပြီအာဒီမှာအရေးကြီးပါတော့ပေါ့เนาะအရေးကြီးအဲ့တော့မအကြီးကြီးပေါ့နော်ဒီမှာဆိုရင်ဒါအကြီးကြီးပေါ့အကြီးအကြီးကြီးပုံထွက်ကုန်တာ ဒီထဲမှာအဲ့ဒါမှအဲ့ရေရေရေတွေထွက်သွားမှဒီမဖယ်ခြင်းပါနော်ဒီထဲမှာခဲခဲလေးဖြစ်နေတယ်အဲ့လိုမျိုးပါနော်ဟိုကကျွန်တော်နဲ့အတူဖြန့်ကြည့်အောင်အာဒါရဲ့အရေးတွေနဲ့ဒီဒီနော်အော်ဒါညီမတွေပြလာကြည့်ပါဦးအင်းနေကြည့်နေတာဒီကဒါဆိုရင်ကျွန်တော်သိထားတာ၄ရက်မြောက်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အတူဖြန့်ကြည့်မယ်ဘလို့နေထားရှိလဲဆိုတာလေးတော့တော့ပိတ်ထားတယ် အဲ့မှာငါကြည့်လိုက်အဲပြင်နေရတာပါဒီလေးကိုပြင်လိုက်နဲ့အာလာဟာသိထားရဒါကိုဖြေလိုက်တော့နော်ငါတို့ကဂျီဒီဒါတွေကလည်းအကောင်လုံးအဂျီဒီစုပ်ထားတော့အဲ့လိုမျိုးဖြစ်သွားတော့ဒီမှာပလတ်စတစ်ခံထားတဲ့ຢာလေးကိုဖြေလိုက်မယ်ဆိုရင်ငဖြင်းလေးရတော့ပါပြီဒီမှာပါဒါ လေးရမြောက်ငဖယ်ချင်းတိတ်လေးဖြစ်ပါတယ်ဒါငဖယ်ချင်းတိတ်ထားတာပါโอเคအဲ့ဆိုရင်ဒီငဖယ်ကိုကျွန်တော်ကပင်စိမ်းများများနဲ့ကြက်တုံညများများလေးနဲ့ညုတ်သီးစိမ်းလေးနဲ့တုပ်စားလို့ရပါပြီကျွန်တော်ဒီလေးတိုင်းငဖယ်ချင်းတိတ်စားမယ်ဆိုရင်တိတ်စားလို့ရပါတယ်ဗျာโอเคတက်တာဘိုင်ဘိုင်